ဒီတစ်ခါစကိုင်းတဲရွေးနဲ့မြမငလင်ကပန်းငလင်ကြီးများအကြောင်းဖော်ပြသွားမှာဖြစ်ပါတယ်။စကိုင်းတဲရွေးဟာမြောက်ဘက်ပူတာအိုအနီးမှာအစာဖြူပြီးနောက်ချမ်းနဲ့စကိုင်းမူဖြစ်ကဘကူးယိုးမှရှိပတ်မှတဆင်မုတ်တမပင်လေကွေ့တီတောင်နောက်1500ကီလိုမီတာခန့်သွေးတန်းတီရှိသောသက်ရှင်တဲရွေးဖြစ်ပါတယ်။စကိုင်းတဲရွေးရှိရာမြတီနောက်ပူတာအိုပိုင်းစကိုင်းတကောင်းပိုင်းနဲ့ဘကူးတောင်ဝိုင်းတို့တွင်စောက်တဲ့ငလင်များပူရွေးဖြစ်များပြီးစကိုင်းတဲရွေးဟာမြန်မာနိုင်ငံတွင်ဖြစ်ပွားတဲ့ငလင်များစုရဲ့အတိတ်အဆင်းကြီးဖြစ်ပါတယ်။ မိုင်းဖြစ်စဉ်များအရ1839ခုနှစ်မတ်လတွင်ဖြစ်ပွားခဲ့တဲ့အင်းဝမလင်းကြီးကြောင့်အမရပူရာမျိုးတော်တင်းနှင့်အင်းဝနေပြည်တော်ဟောင်းတို့ထိခိုက်ဒဏ်ရာမှုများစွာရှိခဲ့ပါသည်။နှစ်ပေါင်း186နှစ်ကြာ2025ခုနှစ်မတ်လ28ရက်နေ့မှာတတော်ပြန်လုတ်ခတ်ခြင်းဖြစ်ပြီးထိခိုက်ပျက်စီးသေဆုံးမှုအလုံးမြင့်မှခဲ့ပါသည်။မြမတမိုင်းတလျှောက်မလင်းဖြစ်စဉ်များကတော့1912ခုနှစ်မေလ23ရက်နေ့တွင်တောင်ကြီးမြို့အနီးဗဟိုပြုလုတ်ခတ်ခဲ့တဲ့မင်းမျိုးမလင်းဟာ AR 集中去比 rich 大视频是信息给白的，不过那年 AR 空内它这么多，这套古亚东西空内是干的年 AR 空内这套古亚还是超空内不干的年 AR 超的他妈是这套古亚空那是超空内当运气的年 AR 超的他妈是那套多空内大的那年 AR。超的他妈是那当时的困难，在北京那里，AR 超的他妈是那当时的困难呢，超那里，AR 超的他妈是那当时超困难多哈，如今伢人那里就是伢子罢了。 ကမ္ဘာသမိုင်းတစ်လျှောက်အစိုးရဆုံးတဲ့ကမြန်လင်းတွေရဲ့ပြည်အားတည်ဆုံးသူအရေးအတွက်တွေနဲ့အောက်ဝယ်ချက်လေးတွေပေါ်ပြတင်ဆက်လိုက်ပါတယ်1960ဘက်တီဗီးယားငလင်ချီလီနိုင်ငံပြည်အား9.4မှ9.6မှတ်တမ်းတင်ထားသမျှတွေမှာအပြင်းထန်ဆုံးငလင်ဖြစ်ပါတယ်တည်ဆုံးသူအရေးအတွက်1000မှ6000ကြားအောက်ဝယ်ချက်များ ီမလင်ကြောင့်ပစိဖိတ်သမုဒ္ဒရာကိုဖြတ်ပြီးဆူနာမီနိုင်တွေဟာဂျပန်ဟာဝိုင်နဲ့ဖိလစ်ပိုင်ထိရောက်ရှိခဲ့ပါတယ်။ချီလီနိုင်ငံမှာရီနီဝါဆိုလို့ခေါ်တဲ့အိုင်တစ်တစ်ခုကလည်းဖြစ်ပေါ်စေခဲ့ပါတယ်။နှစ်1964ခုနှစ်ဗလာစကားနည်းကျင်းအားဖူးတတ်တဲ့မနစ်ပြေဆုံးသူအကြီးအကျယ်139အများစုကဆူနာမီကြောင့်ဖြစ်ပါတယ်။တန်ဟောပွေချက်များဒီလီဟာလေးနည်းနည်းတို့ကြားခဲ့ပါတယ်။မှတ်တမ်းတင်ထားသမျှတွေမှာအရှိချာဆုံးလက်လာတစ်ခုဖြစ်ပါတယ်။အလာစကာရဲ့အစိပ်ပိုင်းတွေဟာရှစ်ပေထိနေဆင်းသွားစေခဲ့ပါတယ်။ 2004ခုနှစ်အိန္ဒိယတမှုတရားငလျင်ပြင်းအား9တသမတ်တည်ဆုံးသူအရေးအတွက်နတ်သိန်း3000ကျော်နိုင်ငံပေါင်း14နိုင်ငံမှာဖြစ်ပါတယ်။အောက်ဘွယ်ချက်များဆူနာမီလိုင်းတွေဟာတနအီကိုမိုင်900အထိညံနှုန်းနဲ့ရွေ့ချခဲ့ပြီးအချို့နေရာတွေမှာပေတရာကျော်အထိမြင့်မားခဲ့ပါတယ်။သမိုင်းမှာအသေးပြောက်များဆုံးသဘာဝဘေးအန္တရာယ်တွေတစ်ခုဖြစ်ပါတယ်။လေး2000တိုးဟုကုငလင်ဂျပန်ပြင်းအား9တသမတ်ညတည်ဆုံးသူအရေးအတွက်ထမန်းကြီး1000ပျောက်ဆုံးသူတွေအပါအဝင် အောက်ဘွယ်ချက်များ ဒီနယ်လေဟာကပဝင်ရိုးကို30မှ25စင်တီမီတာခန့်ရွေ့လျားစေခဲ့ပြီးတရက်တာရဲ့အချိန်ကိုစက္ကန့်အနည်းငယ်တိုးစေခဲ့ပါတယ်။ဖူကူရှိမားနျူကလ িয়ার ဘေးအနေနဲ့ကိုလည်းဖြစ်စေခဲ့ပါတယ်။ငါ2008စီချုံငလေတရုတ်ကင်းအားခွန်နစ်တတမကိုတည်ဆုံးသူအရေးအတွက်ကိုးတောင်းနေပါ။အောက်ဘွယ်ချက်များဒီငလင်ကြောင့်တောင်းတောင်းတစ်ခုလုံးပြင်းပြသွားပြီးရေပြူကိုပိတ်ဆို့လေမြေပြုံမှုတွေကြောင့်အိုင်ပေါင်း34ခုကျော်ဖြစ်ပေါ်ခဲ့ပါတယ်။နောက်ထပ်အောက်ဘွယ်ချက်လေးတွေကတော့ ပြင်းအားပိုးတမရှိတဲ့ငလင်ကထုတ်လွတ်တဲ့စွမ်းရင်ဟာ PNT တန်ချိန်ဗီလီယံပေါင်းများစွာပောက်ပွဲလာနိုင်မည်များပါတယ်။အချို့ငလင်တွေဟာအင်အားကြီးလို့လို့အနာတိကတိုက်ကရေခဲပြင်တွေကိုအကွဲစေနိုင်ပြီးမိတောင်ပောက်ပွဲမှုတွေကိုတော့ဖြစ်စေနိုင်ပါတယ်။ငလင်တွေဟာတဘာဝရဲ့အစွမ်းစားတွေကိုအောင်းအောင်လုပ်စေတဲ့တပိပိချက်တွေဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပေးရန်ကင်းဝေးကြပါစေ။